သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ New Family Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့မှလည်းစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း44အနေဖြင့်ဆက်လက်ပြီးတော့ညဝေလို့ဖတ်ပြတင်ဆက်ပေးကြတော့မို့လိုက်ပါလို့နားဆင်ပေးကြပါအောင်နော်။ရင်းနှင်းအောင်မွေးအပိုင်း44ကိုမြင့်သူဤနှောင်းမှာ ချစ်တဲ့သူရှိလို့ဆိုသည့်စကားမှာဆိုအသေးကိုကြွယ်ဝင်ခတ်တကယ်သို့နာကြည့်သွားသည်ကိုမြင့်သူ၏ချစ်တဲ့သူကိုဆယ်ရှိလက်ရှိကိုင်းဆောင်ဆွဲဖဲပြလိုက်ခြင်းသည်ဂရင်ပေါ်မှခေါင်းအုံဖက်အုံများမှကိုမြင့်သူ၏ချစ်တဲ့သူကိုသာဂရင်အောင်၌မရှုမလားဖြစ်နေကြသည်ဒေါက်ကင်များသည့်အခန်းဝါသို့ရောက်လာသည့်အခါမိဝင်ဝင်တောင်းနေသော မျက်လုံးဖြင့်စီကြည့်လိုက်သည်ဒေါက်ကင်များသည်မှသူသည်မိရှယ်ရန်ရန်နီမန်ကိုတီး၍အသာကိုရှိန်တက်လိုက်သည် အနာတက်နေသည့်အချိန်၌သူဘာလုပ်နေကောင်းမလဲဟုကောင်းအေးအေးထားယူစဉ်းစားသည် အခန်းထဲသို့အိမ်တွင်မပြတ်ဝင်ခဲ့ပြီးမှကရင်ပေါ်၌ထိုင်လိုက်သည်အလကားဝါသမီးရဲ့လူကြီးတော်လူရည်တန်တန်နဲ့ကချင်လာစကားတွေကိုပြောသွားတယ်သူတို့ဆက်ရှုပ်ကြီးကိုကြားရတာနားတနာတယ်သူ့ထက်သာတာယူပြလိုက်စမ်းမကွယ်သူ့ထက်သာတာကိုလည်းမယူဘသူ့ကိုမှလည်းမယူဒီနေရာစပြီးနေကျင်တယ်လို့ကိုနေမယ်ဖြစ်ချင်အောင်ဖြစ်ပါစေ စိုးမဒေါသကြီးလွန်၍သူစိတ်နှင့်သူကိုမစင်မချင်းတွေ့ကြရစကားတွေရှောက်ပြောနေသည်ဒေဒီကြောသွားမယ်ဆိုခုပဲလက်ဖက်ရည်ထရော်လီသွင်းသွားပြီအရေးစိုက်ချင်မဟုတ်ပါဘူးသမီးရဲ့ငကန်းတည်ငဆွေပေါ်လိမ့်မပေါ့ပြာပုံမောကခွေးဟာပြာပုံမဲပေါ့ဆိုမှသူ့ဒေဒီထားနေပြီဆို၍ခုနှစ်တန်ပြန်မဟစ်တော့ပြီဂရင်မော်တို့မောက်လျံလဲချလိုက်သည် ဒုက္ခများသည်သည်ကရင်အောင်၌ပြန့်ကျဲနေသောဆောင်းတွင်ခေါင်းတွင်ကိုတခုစီလိုက်ကောင်း၍ကရင်မော်သို့တင်ပေးသည်မောက်ရက်လဲနေသောစိုး၏ပကုံးလေးကိုပို့၍နာဝင်အောင် ချော်မော်ပြောရသည်တရီအိတ်လိုက်ပောင်းသမီးရဲ့သမီးကျယ်၏အခန်းကိုတွားရအောင်မဲဟိုမှနိုးနေပြီဒုက္ခများသည်အစိုးခံမှထွက်လာမှကိုမြင့်သူမှဆက်နိုရရသောကမောင်းထွက်လာခဲ့သည်။ဆံမသူမြောင်မီကလေးသူ့မျက်လုံးတွင်မှမိုက်ခနဲဖြစ်သွားလေသည စတီယာရင်ကိုလက်လွတ်လိုက်မိမတက်ပင်ဖြစ်သွားသည်သူသည်သွေးယူသွေးတန်းဖြစ်နေသူကဲ့သို့ကြောင်ကတန်းဖြစ်သွားကာခြံနေသူခေါင်းငိုက်ဆိုင်ချလျက်ဝင်လာသောမော်ကို စားတော့ဝါတော့မတက်ပင်ချင်းမိသည်မော်မမော်ဖြစ်လေသည်မော်ကိုကြော်လွန်၍ကားကိုခွေလိုက်ရပြီးမှဆက်ထိုးရက်ကမှန်တကောင်မှမော်ကိုသမင်လေပြန်ကြည့်လိုက်သည်အီအိမ်တို့ပါကြောင့်လာခြင်းသည် ပုစာတကူဖြစ်တော်သည်မော်ဆိုးဘေဘေဟာမော်ဘေဘေလား ခေါင်းပူလွန်၍ဤအတွေးကိုတဖြည်းဖြည်းတွေးယူရသည် မော်သည်ကိုမြင့်တူးကိုမမြင်လိုက်ပေလွေလေးကိုလွေကောင်းတဆိုင်ဆိုင်အိမ်ပေါ်ဝါတကားစီသို့ရှောင်နေတုံးပင် ကိုမြင့်တူးမှကြည်ရင်ကြည်ရင်စက်တီတီကသတိလလောဖြစ်နေသည်သူသည်ကားပေါ်မှရှိသည်သူ၏ကားသည်ချမ်းပေါ်ဝါ၌ပေ၍ကိုရထားသည်သူသည်ရှိသို့ဆက်၍မောင်းသွားရန်ရှိသည်ထိုအသည့်ထိုတရီသည် သူစိတ်သူကိုယ်၌မရှိသလောက်လင့်နေသည် မမျော်လင့်ပဲမော့ကိုတွေ့ရခြင်းဖြင့်အံ့ဩသောစိတ်တို့သည်သူ့ကိုမလုံနိုင်အောင်ချုပ်ရွေထားလေသည်မော်သည်တိုက်အင်ဤဆင်ဝင်အောင်၌လူကောကောင်းလောင်ကိုတီး၍ရနေသည်ပြင်းစစ်ကောင်းလောင်ကိုမော်နှိမ့်လိုက်သည်ကိုမြားသည်အခါကိုမြင့်ထူးသည်တည်ဝင်လာကလှုပ်ရှားနေသောစိတ်တို့ကိုအနိုင်နိုင်ချုပ်တီးလျက်ကားဆက်နိုးကလမ်းကျိုးအတိုင်းမောင်းထွက်သွားပြီးလင်လမ်းမကြီးပေါ်၌ကားကိုထိုးရက်ထားလိုက်သည်မော်သည်ညစ်စစ်ကောင်းလောင်တီးပြီးရနေသည် မော်မာရင်နေရင်တုံတုံရင်ရင်ဖြစ်နေသည်ပါကင်နှင်းချိန်ထားသည့်အတိုင်းအလုတ်တိုက်သို့မော်သွားခဲ့သည်အလုတ်တိုက်သို့ရောက်ရင်မန်နေဂျာကအခန်းဝမှစီပြော၏မော်လာရင်တတိဥပမော်က ူထံသို့တယ်လီဖုန်းဆက်ရအမရှိချောင်းပြောပြီးတယ်လီဖုန်းနံပါတ်ကိုပေးသည်။မော်ဒီဖခင်မာဒီအတိုင်းတယ်လီဖုန်းကိုကောက်ဆက်လိုက်ရသည်။ဥပမော်ကအေယာပေါ်မှနေ၍သွေးစုနာကြောင့်သူမထားနိုင်ကြောင်းသူဝင်သူဆက်ဆက်လာခဲ့ရန်အလုတိုက်တွင်ကားအစင်တင်ထားကြောင်းပြန်ကြားသည်။မော်ဒီစိတ်အိတ်သွားသည်။ဒေါ်စောမီမတီအောင်တိတ်တိတ်လာ၍ကတော်နေသည်ပင်လွန်လာပြီဖြစ်သည်။ ဟာကင်ဤအိမ်တို့သွားရင်သူ၌ပုံမွေ၍အပြစ်ကြီးတော်မည်ဟုတွေးလိုက်ကမသွားဝင်အောင်ဖြစ်နေသည်ဂရောမီပစ္စည်းများကိုထားခဲ့ကပြန်ရန်စိတ်ကူးမိသည်မော်လာဂရောရဲ့ပစ္စည်းတွေထားခဲ့ပါမယ်ဖီ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 ယုံလာမှာပဲဂရောမေဟုမော်ကပြန်ပြောသည်ဖီဖီအိမ်ကိုလာခဲ့ပါတမီဂရောနေကြနေမှာတမီဖီဖီကိုဂရောအမှာပေါ့ဖီဖီစောင့်နေတယ်တမီဆက်ဆက်လာခဲ့ပါ မော်သည်တလီဖုန်းခွက်ကလေးကိုကင်ကာကြောက်ရွံ့စိတ်ဖြင့်မဝေခွဲနိုင်အောင်ဖြစ်နေခဲ့သည် အတင်းမယမကခေါ်နေသောဖခင်ကိုလည်းထက်၍ငင်းဆန်ခြင်းမပြုဝင်ပေသွားရင်ကောင်းမကောင်းပိုင်ဖြတ်၍မရအောင်ဖြစ်နေစေလာခဲ့သမီးဟုတ်လားဖေဖေစောင့်နေမယ်ဟုတစက်သေးပြောကတလီဖုန်းချသွားသည် မော်သည်တလီဖုန်းခွက်ကိုရင်းလေးလေးဖြင့်ပြန်ချလိုက်သည်တကနငိုင်းနေမိသည်ဖခင်လွတ်ထားသောကားကိုမစီဝင်ပြီး လူသူလေးပါးမြင်သွား၍ဒေါ်စောမီနာသို့ပေါက်ကြားသွားခဲ့သောယခုတချိန်၌သူကိုအပြီးပင်ဆုံး၍အိမ်မှဆင်းသွားမည်ဟုကြောက်တူတုံသွားသည်ဖခင်အပြစ်တင်ခြင်းလဲတင်တော်ဟုဖခင်ကားကိုမစီးပဲ နေရာမေးကဘတ်စကားနေလာခဲ့ခြင်းဖြစ်သည် မောဆိုရလားတိုင်ဝါသို့ဒေါ်ခင်များတဲ့ထွက်လာကမျက်နှာပင်၍မေးလိုက်သည်ဟုတ်ပါတယ်ဖီဖီယာဒီကိုလာခဲ့ရမယ်လို့ခေါ်လို့မော်ဒီယူလာခဲ့ရပါတယ် မော်ဤအတန်မှာပျော့ပြောင်ညင်သာလျက်နှိမ်ချတူရှူတန်လေးပါနေသည်ဒေါခင်များတည်းဤမျက်နှာမှာတင်းမာသွားသည်မော်ကြည့်သည်လည်းမဟုတ်မကြည့်သည်လည်းမဟုတ်တော့အကြည့်မျိုးဖြင့်အသေးချာကြည့်မိပြီဖြစ်သည်ညာက ယူနီယံကလပ်မှပြန်လာပြီးသွေးစုနာကာ၍မအိမ်နိုင်မထိုင်နိုင်ဖြစ်နေခြင်းမင်းဥပမော်သည်မော်နေယုံကန်၌ချိန်ထားခြင်းအတွေ့သွားနိုင်တော်မီမဟုတ်ကြောင်းညှိတွားနေ၏မော်ကိုအိမ်ခေါ်ရမည်ဟုဥပမော်ကပြောသည်တော်ခင်များသည်မှာတစ်နှစ်တစ်ကြိမ် မော်လာ၍ကရော့နေချောင်းကိုခမွန်တဲ့ပြောပြ၍တီးပြီးဖြစ်သည်အိမ်သူခွန်မီဆိုခြင်းကိုသဘောမတူ၍ညာကအပြင်းထန်ကန့်ကွက်မိသည်နေမယောစကားများကြ၏ဒေါခင်များတင်မှာလင်ကိုကြောက်ရသူဖြစ်၍သဘောမတူတော့လဲဆက်လဲ၍ပြင်းပြင်းထန်ထန်မကန့်ကွက်ရဲပြီဒေါခင်များတင်မှာမောကူတစ်ချိန်တကားမှမတွေ့မမြင်ဘူးပဲနဲ့မစ္စရိယာစိတ်ဖြင့်မုံနေသူဖြစ်သည်မော်ဤကျက်တည်ရှိလာသော ရုပ်ရည်ကိုမြင်ရ၍အံသွားသည် ထမအိမ်အောင်ကသမီးသည်ရွက်ချမ်းရေချိုတဲ့ကောင်ဟုထင်မှတ်နေခဲ့သည်ရွက်ချမ်းရေချိုရုံမျိုးသားဖြစ်စေခြင်းသည် သူဖြစ်စေခြင်းသည်နှင့်ကြွားချား၍နေသော မော်ကိုတွေ့ရသော အခါရုပ်ကတော့အလားကြီးပါကလားဟုမရှုစိမ့်သောစိတ်တွေပွားများသွားသည်ယနေ့နနေ့မှာသူ့မှာအနိဋ္ဌယုံတွေကိုတစ်ခုပြီးတစ်ခုဆက်တိုက်တွင်နေရသည်ကိုမြင့်တူးလာသွား၍စိတ်ထဲ၌ပလောင်ဆူနေစဉ်မော်ရောက်လာ၍ပို၍စိတ်နှောက်ရက်ကြီးဖြစ်သွားရသည် မောအတန်တကားဝါမှဝင်စီသည် အပါဝခမ်းမလေဆောင်တွင်ရှိသည့်ကလထိုင်းတွင်ထိုင်ခိုင်းပြီးဒေါခင်များတည်သည့်အထဲသို့ပြန်ဝင်သွားသည် မောသည်တထိတ်ထိတ်ဖြင့်ဝင်ထိုင်လိုက်သည်ဒေါခင်များတည်ကိုဖေဖေးဇနီးချင်းရဲ့ဟူတွေ့သည်ဒေါခင်များတည်မှာချက်သွေးရောင်ခရစ်လက်စကားအင်ဂျင်နှင့် အနက်ပြောက်အနက်ပြောက်စက်တိုဘရိတ်ကိုအဖြူလုံးကြီးဝင်းစင်ထား၍နှုတ်ပြနေသည်ဟူထင်ရသည် အရက်အမောင်းမြင်လျင်တူတူကန်ကန်ဖြစ်၍မိမိထက်အရက်အမောင်းလာသည်ဟူမောစိတ်ထဲ၌ထင်လိုက်မိသည်စိန်ရောင်ပလဲရောင်တို့ဖြင့်လာနေအောင်တထားတော်လဲညနာပုံချကတော့မိမိလောင်မချောဟုထင်မိသည်တခါမြမမျောလင်းပင်ဖခင်၏အိမ်သို့ဆိုင်ဆိုင်မြဲမြဲရောက်နေခြင်းကိုအိမ်မက်မက်နေတကယ်သို့ဖြစ်နေသည် ထိုင်သည့်နေရာကမြင်ရသည့်ခြံဝင်းကိုလမ်းရွေကြည့်လိုက်သည်တမျောတကောကြီးဖြန့်ခင်ထားသောမြက်ခင်ကြီးသည်ဝင်းနှင်းဆက်၍ခင်ထားသောမြက်ခင်ကြီးဖြစ်သည် မြကင်းပြင်ကြီးပန်လယ်နိုင် စိမ်ပန်းပြားချယ်ရီကြောက်ပန်းပင်နှင့်ထင်ရှူပင်ကြီးများကချမ်းရံရိမ့်ရိမ့်လျက်ရှိသည်အယောင်မျိုးစုံပွင့်နေသောအာဖရိကဒေးဇီပန်တို့ဖြင့်မြကင်းကြီးတစ်ခုလုံးကို အနာကိုရွေထားသည်ရေပန်းပြုလုပ်ထားသောရေကန်တဝိုက်အုပ်စုဖွဲ့လျက်ပွင့်နေကြသည့်ခတ်တာပွင့်တို့ကအနီအဖြူအကြားငွားငွားဆင်း၍ပွင့်နေကြလေသည်ရေကန်တစ်ဖက်၌စိမ့်စိမ့်နန်းနန်းပန်းဥယျာဉ်ကိုတွေ့ရသည်ပန်းအဖြူအနီး ခယံတတိုင်းမွေမြက်လီခိုင်ရွှေဝါတာကင်းတွင်ဇလက်ဖြူစွန်းယူစနရွှေပန်းငွေပဲနှင်းကြီးပန်းမျိုးစုံအောင်ပေါ်များလာပါပြီတိုကင်များသည်ပြန်ထွက်လာလေသည်တိုကင်များသည်မော့ကိုဥပမော့အကန်းသို့ခေါ်ဆောင်သွားသည် နုညံ့သောတောင်မိတ်ကော်စော်ကြီးတွေကိုတစ်ချက်ပြီးတစ်ချက်နင်းဖြတ်ကျော်လျှောက်သွားရသည် အနောက်တိုင်းအရှေ့တိုင်းတို့မှဒိဋ္ဌိကျဲတို့သာ အသုံးပြုနိုင်သောအိမ်တောင်ပြည်ပေါ်ကားများဖြင့်ဖိဖိတောင်းနေသောဧကန်းကြီးကိုမြင်ရ၏စိန်ဂရီပါအဖျူရောင်အနုဇာတို့ဖြင့်ခန်းစည်းရှိကြီးများဝိုင်းရံ၍ချထားသောဓမင်စာကန်းကြီးပေးမှဖြတ်သွားရသည် ပကြီကျော်တို့၏လက်အားဖြင့်နိုင်ငံတို့တွင်မွန်မန်ချဲလေ၍ထားသောအခန်းခံအဆောင်ဆောင်ကိုလည်းဖြတ်ကျော်၍သွားရသည် ဒေါခင်များတစ်သည်ရှေးမှလျှောက်သွားသည်မော့ကိုတစ်ချက်များအလှဲမကြည့်ပေမော်သည် သူ့နောက်မှတိတ်တဆိတ်လိုက်သွားရသည် ဖခင်ဤတိုက်ကြီးကိုကြည့်၍ဤမြချမ်းသာကျွဲဝခန္ဓာချင်းကိုအံ့ဩမိသည် ရှက်ဖြူဘောင်းမီဖြူဝစ်စင်ထားသောဘိုင်းကလာချုကရာစာသည့်အင်ဂျီများသည်ဒေါခင်များသည်ဤနောက်ပါမှလိုက်ပါသွားသောမော့ကိုလှုပ်ကိုင်းနေရင်မမြင်စဘူးတစီတစောင်းကြည့်လိုက်ကြသည် ခမ်းမကြီးရှိသူကြောင့်လည်းဒေါခင်များတင်တော်သူလက်မကြီးပဲတကားကြီးဘူးကြီးကိုလှည့်ဖွင့်လိုက်သည်တကယ်ရွက်ကို အထဲသို့တွန်ပြင်ပြီးမှ ကိုဆောင်လှည့်၍မော်ကိုဝင်းဟုဆိုလိုက်၏မော်ဒီရဲစည်းတင်းကအခန်းထဲသို့ဝင်လိုက်သည် အခန်းထဲ၌ဥပမော်ဒီကျွန်သာခရင်ကြီးပေါ်၌ကလန်ဖြဲ၍မှောက်လျက်လဲနေသည်ခေါင်းတွေကိုသူရင်အောင်လိုက်ကိုကခေါင်းထောင်ထားလျက်ဖွင့်လာသော တကားကိုကြည့်နေသည်မော်အောင်မြင်ရင်ပြုံးကလာ သမီးဟုခေါ်လိုက်သည် ထိုင်သမီးဒီမှာထိုင် မော်ဒီဖခင်ညွန်ပြသောကတဲ့နာရှိဆိုဖာပေါ်၌ဝင်ထိုင်လိုက်သည်ဥပမော်ဒီတောက်ပါသောမျိုးလုံးချီများဖြင့်အရေးဆုံးကလာခဲ့သောသမီးကိုပြုံးကြည့်ပြောသည်ဖေဖေကလာမလာပါမလားလို့ပူးနေတယ်တိုက်ကကောင်းမြူခဲ့ပဲဘတ်ကားနဲ့လာရဲဆိုမော်ဒီပြုံးနေတဲ့ကောင်းလေးကိုငြိမ်ပြသည်ကရင်ပေး၌ခုံတကုံပေါ်တွင်တယ်လီဖုန်းခွက်တွေတန်းစီ၍တင်ထားသည် ဤမြပြူပြူပြင်းပြင်းတောက်ပြောင်လာပါသောအဖိုးတိုက်အဖိုးတန်ပြိဘောကအသုံးဆောင်များဆင်းရင်မွန်မှန်ထားသည့်အိမ်ခန်းဆောင်ကြီးမျိုးမော်တသက်တွင်တကားဘူးမြမမြင်ဘူးချီမောကြီးချီပြားလည်းပြားများမှအေးဆဲရွေးနေ၏ခြေတော်အောင်မှနူးညံ့သောကော်စော၏အနှွေတက်ကိုယူ၍စိတ်တင်းနေရသည်သွေးစုနာမနဲ့ကောက်မှပြပောက်သွားတယ်ဖေဖေမထိုင်နိုင်သေးဘူးဘယ်နဲ့မာနာတုံးကြီးရောကြံကန်သားလို့မာရဲ့လားမော်သည်မျက်နှာလေးကိုချလိုက်ပြန်ပြောသည် မမေနေကောင်းပါလေဖေဖေอืมမစောသေးရောလာသေးလားအဖေါ်မာရဲ့လားတော်ကြီးပြန်သွားတော့မကြသေးပါဘူးဖေ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 ါမာပါတယ်မော်ဒီပြောပြီးဖြာပုံက သူ့တော်ကြီးကိုတတိယလိုက်သည်ဒီအိမ်ထဲ၌ထူးထူးဆန်းဆန်းကြီးသူ့ရောက်ရှိနေပုံကိုတော်ကြီးကိုယ်တိုင်မျက်ဝါးထင်ထင်မြင်စေခြင်းလေသည်ဥပမော်ဒီတယ်လီဖုန်းကွက်တစ်ခုတကားပေါင်း၌နားကပ်ပြီးချောင်းရင်းနားထောင်နေသောဒေါ်ခင်များသည်တယ်လီဖုန်းလှည့်တန်ချ၍ တယ်လီဖုန်းရှိရာသို့အပြေးအလွှားသွားရသည်ဆိုးအခန်းထဲလွတ်လိုက်ပါဥပမော်သည်ခက်ပြက်ပြက်ပြောကာတယ်လီဖုန်းခွဲကို ပြန်၍ချလိုက်သည် မော်သည်မျက်တောင်လေးဆင်းရဲချင်နေသည်သမီးလာတဲ့ခိုင်ဆိုးနဲ့တွေ့သွားပါသမီးကိုဖိဖိစီလိုက်ပို့တဲ့သူကဖိဖိဇနီးပဲဆိုးကတော့သမီးဒီတယောက်ပဲရှိတယ်ဥပမော်သည်ပြောပြီးမော်ကိုစစ်စစ်ကြည့်နေသည် အိမ်တွင်ရှိလာသည့်မျက်နာလေးနှင့်နူးညံ့သိမ်မွေ့သည့်မော်ဤမျက်လုံးမော်ဤအပြုံးလေးကိုနှစ်သိမ့်စွာချီ၍နေခြင်းဖြစ်သည်ဒေါ်ကင်များသည်သည်အစိုးအခန်းကိုဖွင့်၍ဝင်သွားသည်သိုးသည့်ဂရင်ပေါ်၌ကောင်းမီချုံလျက်နေ၏စေတီကိုက်ကအသေးကွဲနေသည်ကိုသိ၍စကားပြောရန်ပေးချန်နေချက်ဖြစ်သွားသည်မတက်သား၍သာ ပြောလိုက်ရသည်သိုးဒယ်ရီခေါ်နေတယ်ထအောင်ဒေါ်ကင်များသည်သည်ဆောင်းကိုဖြည်းဖြည်းကလေးဆွဲလက်ခါမျက်နာနာသို့ကပ်ပြောသည် စိုးသည့်ဆောင်ကြီးကိုအတင်းပြန်ဆွဲ၍သူမျက်နှာကိုပြန်အုပ်ခါဆောင်ကြုံထဲမှပြောလိုက်သည်လာမခေါ်နဲ့မထအောင်ဒယ်ဒီခေါ်နေတယ်သမီးရဲ့ဒေါခင်များသည်သည်ချိုချိုသာသာချော်၍ပြောပြန်သည်အိုးမထခြင်းမို့စိုးအိတ်နေတယ်လို့ပြောလိုက်ပါတော်ခင်များတဲ့မှာအကြီးအကျယ်စိတ်ရှုံသွားသည်သူ့ရင်မှာပြောင်းဆန်းသွားလေသည်ဘယ်နဲ့ပြောရမလဲဦးစိတ်အိတ်အိတ်ဖြင့်သူ့ကောင်ကိုဆုံးကုံရင်နေသည်ထဆံမအောင်ဆိုရဲမမေပြောစရာရှိလို့ပါ စိုးသည့်သူဆောင်ကို မလန်နိုင်အောင်အတင်းပြန်၍ဆွဲထားသည်ဒယ်ရီအရင်မရရဲ့သမီးလာနေတယ်ဒါကြောင့်သမီးကိုခေါ်ခိုင်းတာအစိုးသည်တအားဆုတ်ဖုံထားသောဆောင်ကြီးကိုဖွင့်၍လှည့်လိုက်သည်ဘာအရင်မရရဲ့သမီးအခုဒယ်ရီအခန်းထဲမှာရောက်နေတယ်စိုးသည့်ငေါက်ခနဲထားထိုင်လိုက်သည်ဘာလို့ဖို့သူ့ကိုတွေ့ရမှာလဲမမီးဘာလို့ဖို့သူကလာရတာလဲစုံးမတွေ့ချင်ပါဘူးတွေ့ဦးမမီးမတွေ့ဘူး စိုးသည်ပြောပြီးပြန်၍လှဲချလိုက်ကဆောင်ဆွေ၍မျက်နှာကိုပြန်အုပ်ထားလိုက်သည်ဒေါကင်များတင်မဟင်းခနဲ့တပြင်းကြီးချလိုက်၏ယင်းနည်းမနဲ့ဂျမဆိုးဝင်၍မွေနေခြင်းကိုခံရခက်ကရင်တဆက်ဆက်တုံနေသည်မွေပူရာကင်းမမော့ကိုအိမ်လာရှုပ်ရသလားဟုအစိမ့်လိုက်ဝါစားခြင်းစိတ်ပင်ပေါက်သွားသည်လင်ကိုတေလူအောင်ကြောက်ရခြင်းကလည်းရှိသေးသည်မမီလည်းစိုးနဲ့သူ့ကိုမတွေ့စေချင်ပါဘူးဒင်းနဲ့မျက်နှာချင်းဆိုင်ချာအကြောင်းဘာမှမရှိဘူး ဒါပေမဲ့ဒေဒီကခေါ်နေလေမသွားဘူးဆိုရင်မမီးကိုရောတမီးကိုပါဒေဒီကခွင့်လွန်မှာမဟုတ်ဘူးမီးပွင့်သွားလိမ့်မယ်ဒီနေရာမှာအလိမ္မာရှိဖို့အရေးကြီးတဲ့တမီးမတွေ့လို့ဘလို့မှမဖြစ်တော့ဘူးခဏတွေ့လိုက်ပါဆိုရင်အိုးမမီးရှုပ်တယ်မတွေ့ဘူးစိုးသည့်စိတ်ပေါပေါဖြင့်ဆောင်းကြုံထဲမှာအော်လိုက်သည်စိုးကရင်ပေးရှိကုံလေးပေါ်မှာတလီဖုန်းသံဆူညံ၍လာသည်ဒေါခင်များတည်းတည်းကြပြကြရတလီဖုန်းကိုကောက်ကင်ယူလိုက်သည်မလာသေးဘူးလား ဥပမော်ကြီးတစ်ဖက်မှမာချောချောအတန်းလာပါပြီအဝတ်လဲနေပါပြီတော်ခင်များတည်တည်တယ်လီဖုန်းခွက်ကိုချလိုက်ကစိုးဤမျက်နာနာသို့ကပ်ပြောသည် သမီးရဲ့ထပါဒယ်ဒီစိတ်ဆိုးလိမ့်မယ်ထပါသမီးရဲ့မမီးကိုသမီးကဲပါအောင်ညကလည်းဒယ်ဒီနဲ့စကားများပြီးပြီသူ့သမီးသူ့အိမ်ခေါ်တာဘာဖြစ်တယ်လဲတဲ့ခုနေကမှကိုကမာလို့မဖြစ်သေးဘူးထပါသမီးရဲ့မမီးကိုတနာပါကွယ်တော်ခင်များတည်တည်စိုးကိုထိုင်၍ ရှစ်မကိုယုံတမဲပင်ထွန့်ထွန့်လူလျက်တောင်းမှန်ပြောဆိုနေသည်စိုးသည့်ဆောင်ကြီးကိုတော်နေမောနေဆွဲလက်ကဝုန်းကနေထားလိုက်သည်စောစောကချွေရပြစ်ထားသောစောစောကချွေရပြစ်ထားသောဂျပန်ကိုပုံအင်ဂျီကြီးကိုစောင့်ကြည့်အောင်ကြည့်ကောင်းရွေးပြီးအခန်းထဲမှာဆောင်းဆောင်းအောင်အောင်ထွက်သွားသည်ဒုခင်များတဲ့ကနောက်မှပြေးလိုက်သွားသည် ဆိုသည်ဥပမော်အခန်းထဲသို့ပွင့်ဝင်သွားပြီးတကားကိုပြန်ဆောင်ပေးလိုက်ရာဒေါခင်များသည်ဤခေါင်းထဲ၌ဂျုံကနေအတန်းကြီးခွင်းသွား၍အစိမ့်စိမ့်ကွဲသွားပြီးတကယ်တော့ပင်ထင်မိသည် တုံတုံရင်ဖြင့်တကားနာမှကဲ၍နားစွန်နေနေသည် ဆိုသည်မျက်နှာအိုးဖြင့်ဝင်၍လာသည် မော်သည်စိုးကိုတစ်ချက်လှမ်း၍ကြည့်လိုက်သည်စိုးသည်မျက်နှာထားဖြင့်မော်ကိုမျက်လုံးတစ်ချက်ဝင်ကြည့်လျင်သူ့ဘခင်ကရင်ပေါ်၌တင်ပလွဲဝင်ထိုင်လိုက်သည်အနောက်တိုင်းစီရိုက် မြမဟန်မြမပုံစံပြည့်၍နေသောဆိုနီမျိုးရိုးစင်လာယဉ်ကျေးမှုကိုထိမ့်သိမ့်၍မြမပီသားစွာယဉ်ကျေးလိမ်မာသော မော်တို့သည်ဖခင်ရှေ၌တွေ့ဆုံကြလေသည်အဲ့ရအိမ်မုံစုံမွားထလာတာထင်တယ်ဟောဒီမှာဖဖေရဲ့သမီးမောသမီးနဲ့အမတော်တယ်ဥပမော်သည်သမီးနှစ်ယောက်စလုံး၏မျက်နှာကိုတစ်ဖက်စီကြည့်၍ပြောလေသည်မော်သည်ဆိုးကိုစား၍ကြည့်ပြန်သည်ဖေတူမေခွဲဖြစ်သော သူညမ၏မျက်နှာလေးကိုကြည့်လျက်လာလိုက်တာ ချောလိုက်တောင်ချစ်ခင်သောဆင်ညိုပေါ်၍လာသည်ဆိုမှစပင်ကဖာယာကတင်ပေါ်၌တင်မလွဲထိုင်နေ၍ဝိယုံအင်ဂျီသည်နှချံကွက်လျက်အောက်ကညဝဲပေါင်းမီတို့မှပေါင်တဝဲအတိုင်းသာပေါ်နေသည်ရင်ညိုတဝဲဖော်ထားသည့်အပေါ်ဝိယုံဟိုင်ကြီးမှကုန်းလိုက်နေအထဲမှအသားဆိုင်များအတိုင်းသာပေါ်တော့မလောက်ဖြစ်နေသည် အထဲမှာဘရာစီယာအဖြူပြူရွေးထွက်နေသဖြင့်မော်သည်သူညမအတွက်အသေးရလျင်ဖခင်ရှင်၌စိတ်မလုံးအောင်အနေခံနေသည်။ကြောင်းနေသလားဆို မောဟစာတင်၍စကားပြောသည်အလွန်အထက်တန်းကြောင့်လည်းချမ်းသာကျဲဝါသောညီမငယ်၏ဘဝစီစဉ်ကြီးကိုတစ်ချိန်လုံးမူတည်တာဖြစ်နေသဖြင့်မောဤမျက်လုံးလေးများမှာဆိုလဲလျက်နေသည်ဥပမော်သည်ကောင်းနှအုံပေါ်၌လက်ချင်းတလျက်မေးတင်၍ထားသည် သူမျက်လုံးများမှာရှေးတူရှူသောခြင်းနေပြီးစိုးပြန့်ပြောမိအတန်ကိုနားဆွဲနေရနေသည်မနေပါဘူးသောဒီမောင်မြနာကိုဆူဆူရဲရဲကြည့်လျက်အတန်ပြပြနေပြောလိုက်ကနှုတ်ခမ်းကိုတွန့်ရွက်ထားသည် စိုးရီအခြေဒီမော်ကိုသူတဲ့ဒီတိတ်တိတ်ပုံမရင်ငယ်ဤသမီးတယောက်ကဲ့သို့အဖက်မတန်သောချင်းမျိုးဖြစ်သည်မော်ကိုနှိမ့်ချပြီးကြည့်တော့လေသူမျက်စီထဲ၌တွေ့ရသောမော်ဤပင်ကိုလမော်ဤရင်ကြီးတိမ်မွေသောသဘာဝပုံပန်းကလေးကိုမူမသိချင်အောင်ပြူ၍မရပေဆိုဤအနောက်တိုင်းမျက်စီထဲ၌မြမပီပီသားသားရင်ကြီးလှပသောပုံစံလေးသည်တွင်ကနေဝင်သွားသည်မော်ကိုအထင်သေး၍မရသဖြင့်သူတို့စီစဉ်ကိုမော်ကလူ၍ ယူတော့မလို့ပင်အထင်ရောက်လိုက်သည်ဘာလာရှုပ်တလဲဟုမျက်နာတွင်အထက်စီးဖြင့်မာနာတကွင်လွင့်ပြနေသည်စိုးပြေတဲ့ကြောင့်မော်ရင်တဲနာဤကနေဖြစ်သွားသည်ဤအိမ်တို့သူလာရခြင်းကိုတားမိနေအောင်စလုံးသူ့အပေါ်မနစ်တဲ့ကြောင့်သူသိရှိသွားသည်ဒေါက်ကင်များတဲ့အပေါ်၌မိတို့မျှစိတ်မရှိတော့လဲသွေးပြစ်တော်ညီမငယ်ကမောင်မောင်မမပြုတ်မှုဆက်ဆန်းနေပုံကိုတော့ဝန်းနေသွားသည် တရားမသိလို့သာပြစ်စီကုန်မောင်းနေတာပဲဒါရီဟာမမြဲဘူး သင်္ခါရဆိုတာသူမသိသေးပါဘူးခွလွတ်သောစိတ်ဓာတ်ကိုမော်ဤနှလုံးသားတွင် မွေမြူ၍မော်သည်စိုးဤအမူအရာများကိုဥပိ္ပကပြုကပြုံပြုံလေးပြန်ချင်နေသည်ဥပမော်သည်ကြောင်းတစ်ချက်ဟန်လိုက်သည်ကြောင်းထားတာကြောင်းဆက်မနေဘူးမော်မက်ထရစ်မှာထွက်လိုက်တယ်တမိပီအောင်တော့သူ့ကိုဖေဖေအောင်စင်းပြသေးတယ်ပညာဆက်တင်ခြင်းနဲ့စိတ်ကသူ့မှာမရှိဘူးသူ့မှာပညာမရှိလို့ secret company ထောင်ပေးထားတယ်မြောက်သုံးလုံး secret ဟာဖေဖေတီထောင်တာပဲ ဆိုသည်သူ့တဲ့တီကိုမျက်စောင်းတိုးကမျက်နာမေးပြလိုက်သည်ဆိုးမျက်နာကိုဥပမော်မမြင်ရတော့လဲမော်ကမြင်ရသည်မိဘပေါ်၌ပမာမကက်ရိုင်းဆိုင်သည့်အပြူမူကိုတွေ့ရ၍ကြောချမ်းသွားသည်ဥပမော်သည် ဆို၏မျက်နာကိုမမြင်ရတော့လဲမလိမ္မာမှုမယင်ကျေးမှုကိုသိပြီးသားဖြစ်သည် မောအားမမမမပြောဆိုနေပုံကိုနားထောင်၍သမီးညောင်းဤခြားနာမှုကိုနှိုင်းရှင်ကားချီနေမိသည်။ကျောင်းဆရာဘွားနှင့်မွေခဲ့သောသမီးမော်နှင့်ချီချီတဲ့ချမ်းသာသောတတိသမီးဆိုတို့ဤခြားနာမှုအခြေခံကိုအပြည့်တွေ့၍သွားသည့်အလားခေါင်းကိုဆက်ညစ်ကားမျက်လုံးများဆင်းနေလေသည်။အိမ်မာနေအချိန်ကုန်တာပဲညီမရေကျောင်းဆက်နေပါမောဤကေရုနာရတာတန်လေးသည်ဥပမောဤရင်တွင်သို့ညံ့ညောင်းလျက်ဝင်သွားသည် စိုးသည်သည်မကန်နိုင်အောင်နာကား၍သွားသည်မနေချင်လို့ထွက်ခဲ့တာပဲမနေချင်ပါဘူးမော်သည်တိတ်ဆိတ်၍ငြိမ်သက်သွားလေသည်ဥပမော်သည်သူ့ကောင်းကိုလှဲ့၍စိုး၏ဘက်သို့မျက်လုံးပင်ချလိုက်သည်စိုးကလည်းမျက်လုံးဆောင်ကြည့်၍အကြည့်ချင်းဆုံသွားကြသည်စိုးသွားတော့မယ်တည်းပြီးပြီမောင်လားစိုးသည်တုံမုံသောမျက်နှာပြင်ပြောကားထားရလိုက်သည်အေးသွားတော့ ဥပမော်သည်ပြောပြီးအငေါ်အတူဖြင့်ဆိုးထွက်သွားပုံကိုလိုက်၍ကြည်ကသူ့မျက်နှာမှာမဲ့ပြုံပြုံနေသည်ဥပမော်သည်ပြောပြီးပင်သက်ကိုချလိုက်သည်မော်သည်ဘာမှပြန်မပြောဘဲငြိမ်သက်လျက်နေသည်ထို့နောက်လွယ်ထဲမှဆွေတော်အင်ဂျီကိုထုတ်ယူကာဖခင်ကရင်မော်သို့တင်လိုက်သည် ကော်စောပေါ်၌ကျုံကျုံထိုင်၍ဖခင်ကိုယူသေးစွာဦးချလိုက်သည်သူရှိ၌မျိုးလုံးလေးမှိတ်လျက်လက်အုပ်ချီကမော်ရှစ်ကိုနေကဥပမော်သည်ရည်ဝေသောမျိုးလုံးအစုံဖြင့် တစ်ချိန်လုံးဆိုင်လျက်ငေးကြည့်နေသည်လိမ္မာရေးချရှိသောသမီးလေးနှင့် အတူတကားမနေရပဲခွဲခွာနေရသည့်ဘဝကိုသူရင်ထဲ၌တသက်သက်ဖြစ်နေမိသည်မောရွှတ်ဆူရှိခိုးပြီးဦးချလိုက်မှ စိတ်မကောင်းသောမျက်နှာကိုပြင်ကားစုပေးလေသည်ဖိဖိကိုကြောရတဲ့အချိုးအားကြောင့်ဖယားပစ္စည်းကဗုဒ္ဓယဟန္တာတို့ဆံရမွေလျောကိန်အောင်ပြောသည့်ပြည်တော်ဌာနနိဗ္ဗာန်သို့ရောက်ပါစီဗျာ ယနေ့အစားပြီးတော့ယောဂါပီးတဲ့ရံမှန်ကင်းပြမရောက်သီးသာရှင်းရှင်းကွာ၍တရားသက်ရှိ စီးစိမ်တီကပေးသည့်အလိုဖြူသည့်နှလုံးကျင်းသည့်သီလခြားသည့်ရေစဲနေတိုင်းမပြည့်အသက်ခန္ဓာရှိနေသည်မြသိမြင်လိမ်ပါပညာကျွဲဝပေးဆိုသည်မြစုကိုရ၍ဖြစ်ရာဘဝမင်းနေပါနဲ့အကွဲမကွာရှိပါစေဗျာ မော်သည်ဆရာတော်ပြားရှိ၌ဝိစင်းလျက်နေပြီးတကယ်သို့စုပေ၍မပြေမချင်းငုံရှူဝိစင်း၍နေလိုက်၏စုပေတန်ဆုံးမှ ပေသည်ဆိုနေပြေပါစေသောဟုစိတ်ထဲတွင်ယူကားကောင်းပြန်၍မော်လိုက်သည်ဖေဖေဝိဖို့မော်ထိုးထားတဲ့ဆွေတာပါဖေဖေမော်အားထား၍စက်ကူအကြီးထဲမှဆွေတာကို ထုတ်ယူ၍ပြန်ပြသည်ဥပမော်သည်မော်လက်ထဲမှဆွေတာကိုကင်ယူကြည့်ကဝမ်းမြဝမ်းသာပြန်၍ပြောသည်ပြပြမှာဆွေတာတွေအများကြီးရှိပါတယ် ငါသမီးကူတို့ရအောင်ဒီဆောင်ထဲမှာဒီအင်ဂျီကိုပဲပြပြဝတ်မယ်။မော်ဒီနှစ်သိမ့်အားရပြီးသွားသည်။ဥပမော်ဒီရွှင်ရွှင်လန်းလန်းပြောသည့်နေရာမှမျက်နှာညိုရီသွားသည်။မျက်နှာညိုညိုဖြင့်ဝင်ပြောသည်။ပြပြစီကအကူအညီလိုချင်ဘာမှမစိုးပြောတော့သမီးမှာပြပြတယောက်လုံးရှိတယ်ဆိုတာစိတ်ထဲမှာအမြင့်မှတ်ထားပါသမီး။မော်ဒီမျက်နှာလေးကိုခြာကငိန်တယ်လျက်နေ၏။မော်ငွေပေးနေဘယ်တော့မှလည်းမကန်၍ဥပမော်ဒီ တမီးကိုဤစကားဖြင့်အားပေးကာသူ့ကိုယ်သူလည်းဤစကားဖြင့်ပြန်၍ဖြည့်သိမ့်နေရှာသည်ကြားလာသည်ဟုဥပမောဟာတက်၍ပြောသည် ဟုတ်ကဲ့ဘေဘီမော်ဒီဖခင်စိတ်ချမ်းသာစေရန်အနိုင်နိုင်အားယူ၍ပြန်ပြောလိုက်ရသည်မောဟုခွင့်ပြုပါဘေဘီအလုံးနောက်ကျနေပါပြီမောဟာခွင့်တောင်းလိုက်သည်ကောင်းပြီသမီးအင်အားကားနဲ့လိုက်ပို့ခိုင်းမယ်နေရောဥပမော်ဒီတယ်လီဖုန်းကောက်ခံရန်လက်ရွယ်သည့်အခါမောဟာ လက်ကလေးကားလေးရကြပြကြရပြန်ပြောသည်နေပါစီဖီဖီသမီးဘတ်ကားနေပဲသွားပါမယ်ဘာဖြစ်လို့လဲသမီးမနာကေးကိုကြောက်လို့လားမော်ဒီတစုံတရာပြန်ပြီးမပြောပဲခေါင်းကိုငုံကြကားငြိမ်သက်နေသည်ဂိုင်းသွားသွားသွားသမီးစိတ်ချမ်းသာသလိုသွားပါမော်အခန်းထဲမှာတကားဖွင့်ပြီးထွက်လာသည့်အခါဒေါ်ခင်များတဲ့ကိုအရေးအယောင်များပင်မတွေ့ရတော့ချေ ကရင်မာလီနော်စာပိုးသည်ဒေါခင်မြသည့်အမေအတိုင်းအခန်းပါဝါ၌စောင်းနေက မော့ကိုအိမ်ပါဝါတိလိုက်ပို့လိုက်သည်မော်သည်အလုံးနောက်ချနေ၍ဆိုရင်ပူပန်သောစိတ်နှင့်ခက်တုတ်တုတ်လေးထွက်လာခဲ့သည်လန်ထိန်၌ကိုမြင့်သူသည်ကားကိုမီလီရဲ့အရင်တကုန်ကုန်နှင့်မော်ကိုရက်ဆောင်နေလေ၏တဆိုင်ဆိုင်ငုံလျက်လျှောက်လာသော မော်သည် ခေါ်တန်ကြား၍အံအာသင်က သူ့ကောင်ကိုပင်မော်၍ခြေလိုက်သည်ဟင်အကိုပါလား မော်ကြီးအတန်းဒီတုံရင်လေးခါနေက တိုးဝင်သွားသည်မမျော်လင့်ပဲတွေ့ရခြင်းကြောင့်စက်တီတည်နေသည် မော်ခြံထဲဝင်တော့အကိုအဲ့ဒီခြံအထွဲ့အကိုမော်မမြင်ဘူးထင်တယ်အကိုမော်အပြန်ကိုတစ်ချိန်လုံးစောင့်နေတာမော်သည်ဤတွင်မှ သူ့နာမပေါ်ထွက်သွားသောဤကားပြားကို ပြန်၍မမိကမျက်လုံးကလေးလဲဝိုင်းနေကိုတို့ကိုတဲ့မိတော်သူကဲ့သို့မျက်နာလေးနှင်းဖြစ်နေသည်အကိုမမှန်ပြောစမ်းမော်ဖေဖေကဥပမော်မဟုတ်လားမော် မော်သည်မျက်လုံးများပြာကနေဖြစ်သွားကကောင်းနမန်ကြီးထွက်သွားသည်အကိုတီပါပြီဟောဟုမလုံးမလဲဖြစ်ကမျက်နှာတစ်ခုလုံးနီးမြန်သွားသည်ဟုတ်တယ်မဟုတ်လားကိုမြင့်သူကထန်ရွေမိသည်ဤတွင်မနေတာတော့ပဲမော်သည်ကောင်းလေးကိုညီးပြာကမျက်လုံးကလေးအောက်ဆိုင်ထားလိုက်သည်လက်စတတ်တော်မော့ဖေဖေကိုတရင်ကျလာကြော်တာမဟုတ်လားမော်သည်မျက်လုံးအောက်ဆိုင်လျက်ပင်ပြန်ပြီးဖြစ်သည် ဟုတ်ပါတယ်အကိုဖေဖေကိုလာကြော်တာပါ ဒီနေ့ဖေဖေအလုတ်တိုက်ကိုမော်သွားတော့ဖေဖေဟာသွေးစုနာ ပေါင်နေလို့မထနိုင်ဘူး။အိမ်ကိုလာခဲ့ရမယ်လို့ခေါ်လို့ကြောက်ကြောက်လန့်လန့်နဲ့မော်လာပြီးကြောတာပါ။မော်ဒီယံကိုတခါမှမရောက်ဘူးလား။မရောက်ဘူးပါဘူးအကို။ကိုမြင့်ထူးသည်ထူဆန်းသည့်အဖြစ်ကိုအံ့ဩလွန်၍မော်ကိုတွေ့တွေ့ကြီးကြီးနေမိသည်။အကိုမနည်းအောင်ပြန်ရောက်တယ်မဟုတ်လား။ဟုတ်တယ်အကိုမနည်းအောင်ပဲပြန်ရောက်တယ်။အကိုမနဲ့ဖေဖေနဲ့အကိုမရှိတော့မှညားနေကြတယ်။ အကိုဒီနေ့ဒီလိုဒီနေ့အိမ်ကအပြီးစင်ခဲ့တယ်။ဒီရင်ဝလာတော့အကိုအပြန်လက်ထပ်ပေးဖို့မျှော်လင့်နေတဲ့အစိုးရအမေကိုလက်မထပ်နိုင်ကြောင်းအပြက်လာပြောပြီးတော့အကိုထွက်လာခဲ့တာ။မော်သည်အကြီးကျယ်တုံးလုံးချောက်ချားပြီးသွားသည်။အာသီးထဲထားတကယ်သို့စကားပြန့်၍ပြန်မပြောနိုင်တော့အောင်ဖြစ်နေသည်။ဒီအဖြစ်ပြုံကြုံမှကြုံရလိမ့်ခြင်းဟုကိုကလေးပင်တိမ်တုံ၍သွားသည်။ တဝော်ဝော်ဖြတ်တန်းသွားသောဘတ်စကားတန်တွေကိုကြားလေကြား၏မြင်လဲမြင်၏တို့ရတွင်မော်သည် သူ့ကိုယ်သူဘလုံးပြင်းမမသိအောင်တကိုယ်လုံးတုံရင်းနေက အသက်ကင်မဲ့သောကြောင်ယုံနေမချာရက်နေလေသည်မော်လောက်သွားမလားအကိုလည်းကြီးကြီးမေအိမ်ကိုသွားမယ်လာလေအကိုလိုက်ပို့ပေးမယ်ကားတကားဖွင့်တန်းကြားမှမော်ပြန်၍အသက်ဝင်လာသည်လမ်းဘက်သို့မျော်၍ကြည့်လျက်မောင်းလာသောဘတ်စကားမြင်၍ မော်ဘတ်ကားနဲ့သွားမယ်ဟုပြောပြောဆိုဆိုကားရက်သည့်နေရာသို့တုတ်ချေတင်သွားလေသည် ကိုမြင့်သူသည်ဖွင့်ထားသောကားတကားကို ကိုင်းကားမော့ကိုငေးကြည့်လျက်ဘတ်ကားပေါ်တက်သွားမှကားတကားကိုပြန်ပိတ်ပြီးကြည်ကြည်မင်းအိမ်သို့အမြန်မောင်းသွားလေသည် ဟုတ်ကဲ့ပါရှင်စာရေးဆရာမကြီးဂျာနေချုံမမလေးရေးသားထားတဲ့ရင်နဲ့အောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း၄၄အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြနေခြင်းအာ ။ဤနေရာမှာကိတ္တရန်နာပြရစီရှင်။နာစင်ပေးခဲ့ကြသူ၊လူယုမိသားစုတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိပါရရှင်။လူယုမိသားစုများအားလုံးလည်းဘေးရန်တွင်အပေါင်းမှကင်ဝေးလို့လုံခြုံကြပါစီရှင်။